အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေတီတာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ့်ဇလံလေးကတော့ရွက်ပုံးသီးကိုရောင်းစာသူလို့မိရတဲ့ဇလံကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံရဲ့တမိုင်းမြို့ရဲ့တမိုင်းရွာရဲ့တမိုင်းရက်ွက်ရဲ့တမိုင်းမှတ်တမ်းတွေရှိခဲ့ကြပါတယ်ရှိဆက်ပြီးတော့ရှိလာအောင်မိဖြစ်တယ် မိသိန်းကြီးတို့မိသားစုနေထိုင်တဲ့မြို့မှာလှိုင်းသာယာမြို့ဖြစ်ပါတော့တယ်။ရက်ွက်ကမောရဝတီရက်ွက်။ခြံနဲ့ဝိုင်းနဲ့နေထိုင်ရသောအစင်းမြေလုံးချင်းအိမ်ယာများ၊ကိုနိုတိုက်ကြီးများ၊အစင်းမြေစီယုံကြီးများ၊ကောက်ခွင်း၊ကစားခွင်း၊မြေကူတရားကြီး၅စင်း၊ချောင်းကူတရားငယ်များဖြင့်အရှိအနောက်တောင်မြောက်လေးဖက်လေးတန်းလန်တရားများဖြင့်ခရီးသွားလမ်းမဲဆက်သွေးအခြေချာမျိုးကြီးဖြစ်လာကြပါပြီ။ ကားလန်းတာမကယထာလန်းမှာတွားနေပြီဖြစ်ပါတယ်။ဇမှုစုံမျိုးတော်ကြီးဖြစ်လာသည်နှင့်အမျှမူလပြောင်းရွှေ့နေထိုင်ကြသောရက်ွက်ပြည်သူလူထုတာမကအမျိုးမျိုးအနေနဲ့မှဇမှုစုံဆက်ယုံကြီးများသို့လာရောက်ပြီးတော့အလုံးလောက်ကန်ကြသောအလုံသမားမျိုးတော်ဟုလည်းခေါ်တွင်နိုင်ပါတယ်။ဆက်ယုံအလုံယုံကြီးများတွင် လာရောက်လောက်ကန်ကြသောအလုံသမားအလုံသမားတို့သည် လုံငယ်လူရဲ့အပြူလူပြူများဖြစ်ကြတော့ကြောင်းလူပြူမျိုးတော်အပြူမျိုးတော်ဟုတင်စားလောက်ပါပေတော့တယ်မိသိန်းကြည်သည်နမောင်မျိုးနဲ့ဝချုံရွာက လိုင်သာရမျိုးနဲ့တို့လာရောက်လှုပ်လှုပ်ကန်တော့ရွက်ပုံးသည်အချောလာလေးဖြစ်ပါတော့တယ်လိုင်သာရမျိုးတော်ကစားလူသည်များထင်ရှားသော အမတ်အသားတင်ကေတာ အခေါ်ဝေါ်ရှိပါတယ်လူထုလူတန်းစာများစားဝယ်နေရေးတက်တာချောင်းချီရေးအတွက် အာမန်တမဝါရမအသင်းဆိုင်ကိုတမဝါရမဌာနကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ကတည်ဆောက်ခဲ့ပါတယ်။နေမပေကင်မူးတက်ကျွမ်းသောကာသမလောကသားတို့ကတမကုံးမတ်တန်ဟုလည်းခေါ်တွင်စေခဲ့ပါတယ်။ညနေနေဝင်ရီတရော9နာရီချိန်မှာကားရိုင်းလွတ်ချိန်ဖြစ်ပါတယ်။ယုံစင်ကြောင်းစင် အလုံရှင်းစိန်ဖြစ်၍ကားမတ်တန်များတွင် ခရီးသည်များစုပုံနေကြပါတယ်။ထို့ကြောင့် မာထာသားတို့ကစုပုံရှင်နေရေးစနစ်ဖြင့်အလဲကြလိုင်းကားအလဲမကြလိုင်းကားနဲ့ဂျားပေါက်ဆွဲကဂျားကားများ ခွင့်ပြုသောကြောင့်ရွာမှနွားမောင်းပြီးတော့လိုင်းသားရမကားမောင်းသောကားဆိုင်လွတ်ချိန်ဖြစ်ပါတယ်။အိန္ဒုတထာဇနီးမယားတို့ကတမကုန်းမှတ်တိုင်တွင်ညနေ9နာရီခန့်လာရောက်ပြီးတော့ကြိုတင်ကြပါတယ်။လင်ကိုစိတ်မချရည်မဟုတ်ပါလင်းတော်မောင်ပြန်လာလျင်နေထွက်လိုအားကပါလာမည်။ ငွေပါလာမဆံဝဲမယ်ထမင်းချက်မယ်လမ်းထိပ်တွင်ငပိရေပဲဟင်းတို့ကိုဝယ်ယူပြီးတော့သမုတ်တရားဝန်တထွားကိုမိသားစုဖြည့်စင်ရမည်လာရောက်ကြိုးစောင့်နေသောဇနီးမယားများ များပြသောကြောင့်တဘာဝခြေနေနဲ့ကန့်ညီစရန်တွဲဆိုပြီးလိုင်းကားဆရာကိုစပရာတို့ကနမဲပေးကင်မွန်းတကြပြန်ပါတယ်နမဲကားတော့လေးမျောကုန်းပါတယ်လူဦးရေထူထက်သောဆက်မှုစုံမျိုးတော်ကြီးဖြစ်တဲ့အညီ ခရီးသွားပြည်သူများလည်းများပြားနေလျက်ရှိပါသည်။ပန်းလန်မြင့်ဒီဘကံမယံကုန်းမျိုးနေရှိကားမတန်များပန်းလန်မြကူတရားကြီးများရဲ့ဟိုမှကန်းဖြစ်သောကားမတန်များတွင် ခရီးသည်များစုပုံနေသည်မှာနေဆာတူဝါကားမတန်များတွင် ခရီးသည်များစုပုံနေကြတဲ့အကြောင်းကိုပြုပြီးကားမပွဲစားများကားမစည်းသည်စသည်များကမရှာ ဆိုင်ကယ်ကယ်ရီများကလည်းကားမိုက်တန်နဲ့လမ်းစုံလမ်းကွာများတွင်အများအပြားရှိပါတယ်။အခုဆိုင်ကယ်ရလား။ရပါတယ်။ဖေးသွားမှလေ။မိကွက်ဈေးကိုပါရှင်။မိသိန်းကြီးသည် နေ့စဉ်တမတ်ကုန်းတိုင်မှမိကွက်ဈေးသို့ ဆိုင်ကယ်စီးသူဖြစ်ပါတယ်။သို့ပါတော့လေခင်မောင်ဝင်းရဲ့ဆိုင်ကယ်ကိုတကြိမ်မျှမစီးဘူးပါ။ခင်မောင်ဝင်းမှာတာတာနာနာဝစ်စားနေထိုင်လေးရှိသူဖြစ်သောကြောင့် ဆိုင်ကေကေဒီဟုမထင် ခေမာဝင်းမှလည်းအမဲလာပြီးကေဒီလို့သူမဟုတ်ရွပုံးသည်ရှာပေါ်တော်ရှိရာမှရောက်လာတတ်သူဖြစ်ပါတယ်ခေမာဝင်းသည်ရွပုံးသည်မိမဲချောလေးများကို စားသုံးလေရှိသောတနာဘလူးတယောက်ဖြစ်ပါတော့တယ်အခုကဒီကိတ်မှာကေဒီအမြင်မဆွဲဘူးထင်တယ်တခါတရံမှတွေ့ရတယ်ဟုတ်ပါတယ်ညီမတခါတရံမှလာပါတယ်ညီမကဘယ်မှလှုပ်လှုပ်တာလဲ ညီမခစူပါထဲစက်ယုံကြီးမှလုပ်ပါလေလခကောင်းရဲ့လားတက်လနှစ်သိန်းရပါတယ်နေတော့ရောမေမာနေတာလေမိကွက်စီနောက်ဖက်မှာပါအမေတော်နန်းကမိကွက်စီမှာဈေးရောက်ပါတယ်ကျွန်တော်ကနဝေတီအိမ်မှာပဲနေပါတယ်ကျုံရဲ့အမဲစီပါနော်ကျေးဇူးတင်ပါတယ်စိုင်းခဲကေဒီခင်မောင်ဝင်းနဲ့မိသိန်းချီတို့မိတ်ဆက်ကြပါတော့တယ်မိတ်ဆွေများဖြစ်သွားကြပါတယ် ရှိတ်ဆက်ပြီးတော့မိတ်ဆွေရင်းချာများ ဖြစ်သွားကြလိမ့်မလားရွက်ပုံးသည်မိမချောလေးမိသိန်းကြီးရဲ့ဘဝမိတို့ရှိမိနီဟဲ့ညီမဟဲ့အကိုလာတက်ခင်မဝင်းသည်ကြုံကြိုက်သည်မဟုတ်ပါ တမင်ကြုံမှန်းသည်၍လာရောက်ကြိုတင်ပြီးတော့ခင်မရင်းနှီးမှုရရန်ကြံရွယ်လိုက်ခြင်းဖြစ်ပါတယ်အသားလို၍အယူတောင်းတော့ မိတ္တဟာယစကားများကိုစံကြယ်နောက်မှာစီးနင်းလာသူမိသိန်းကြီးအားစကားဖောင်ဖွဲ့ပြောဆိုပါれခင်မောင်ဝင်းသည်နေစင်နေမြကြိုပုတ်ပေးနေသောမာထာတာဖြစ်မှန်းမသိဖြစ်လာပါれညီမဘာစားမလဲဒီနေ့ကိုအလုပ်တစ်ခုဖြစ်လာလို့ငါဘုံရတယ်ဘာလုပ်လဲကိုကားဝယ်ရောက်မှာဟေးဝမ်းသာပါれကိုဘိုက်ကိုခွေးနှမ်းအောင်လို့စပြလိုက်မယ် ထမဝင်းတီလိုင်းသားရမျိုးတော်ရဲ့စက်တရေဆောင်ဝီတူအီယာစားတော့ဆိုင်တို့ခေါ်သွားပြီးတော့မိသိန်းကြီးအားတဝါတလင်းကျူးမွေးအေခံပါတယ်ခမဝင်းနဲ့မိသိန်းကြီးရဲ့ရင်းနှီးမှုမှာတနေ့တခြားတိုးတက်ပြောင်းလဲလာပါတယ်တအူးနဲ့တအူးအကျဉ်းနာပုံလုံသူများဖြစ်မှန်းမသိဖြစ်လာကြပါတော့တယ်ခမဝင်းတီမိသိန်းကြီးအတွက်လက်ဆောင်များဝယ်ပေးနေသည်မှာလဲတပုံတစ်ခေါင်ဆန်ကယ်ဖြင့်ကြိုးပိုးသည်မဟုတ်တော့ ရက်ဖိုကားဖြင့်ကျုပ်ပိုးလုံနေသဖြင့်မိသိန်းကြီးအနေဖြင့်ယုံမှတ်ပြီးတော့ပုံအပ်ရန်ဝင်မလေးသောအထင်ကြီးမှုရှိနေပါပြီ။ညီမတစ်ခုကိုစားပါလား။စကားလေးပြောရတာပေါ့။ဝိတူရဆိုင်ကိုတော့ကြမယ်။အခုသဘောလေး။အကျဉ်းနာပိုပိနေတော့ခင်မဝင်းသည်မိသိန်းကြီးအားတီးတန့်အခန်းနှင့်ကြုံမွေးပါれခင်မဝင်းမှလည်းဝီစကီလေးတမျှများညီမလာမယ့်ရုံးပည့်ရဲ့၃ရက်မှာ အကိုတို့ငွေဆောင်ကိုသွားကြမယ်ညီမလိုက်မလားအကိုနဲ့ဆိုရင်နှက်ပြီးသွားမလားငရဲပြီးသွားမလားလိုက်မယ်အကိုညီမမေကိုကြိုးပြောတာကျော့အင်းစရိတ်လဲကြိုးပြီးတာရပါတယ်ကိုမပေးရင်လည်းရပါတယ်ပြီးတော့လေပိုကောင်းတာပေါ့ရောက်ကမကြီးကမျက်နှာချိုဖြစ်သွားတာပေါ့ကိုငွေဆောင်ကန်းချီအပန်းဖြေဟိုတယ်ကြီးတွင် ဖြစ်သွားပါတယ်ခင်မဝင်းနေမိသိန်းကြီးတို့သည်အဝေးအစားသွားလာ အနေထိုင်အလွန်ကဲကြပါတယ်မြန်မာနိုင်ငံမှမြန်မာနိုင်ငံသူနိုင်ငံသားများဟုတ်ပါမလားထင်ရပါတယ်အသားဖြူတင်36ခါ20ရင်34ကိုခန္ဓာချိုးစေကြသောမိကလေးဖြစ်ပါတယ်နှာရန်ပေါ်မျက်ဝန်းကျေပါတယ်မြင်းသူတိုင်းရှုမငေးတဲ့ရွယ်ပုံဒီအလမေကလေးဖြစ်ပါတယ်မြင်းမြင်းသမျှဖိုတရဝါကြီးငယ်တို့ကိုတဏလောဘတတ်မှတ်သူလေးဖြစ်ပါတယ် ညီမဟိုဘဲကြီးကညီမကိုအရန်ရန်ခင်မကျင်နေတဲ့စိတ်မထိနိုင်လောက်အောင် ခံစားနေရပါတယ်တဲ့အမှန်ကန်လားအကျံဖန်လားတဲ့ပတ်သက်လို့ရရင်ပတ်သက်ချင်းလို့တဲ့တာမမတ်မရမမတ်အထိကြီးရတာပါတဲ့အကူကဘာပြောလိုက်သေးလဲဆန္နာခံယူပွဲလုပ်ကြည့်မယ်လို့ပြောလိုက်တယ်အကူဆန္နာကဘလို့ရှိလဲဒီခေကြီးမှာငွေများများရမယ်ဆိုရင်လုံးတဲ့နာကိုလုံးမချမ်းသာမယ်ညီမ ဒါကြောင့်အိမ်တဆောင်မီးတက်ပြောင်းဒါမှမဟုတ်တိုက်ခန်းတခန်းကားတစီဒါမှမဟုတ်သေးဘူးဆိုရင်တော့သိန်း400လောက်လက်ဖွဲ့ပေးမယ်ဆိုရင်ဂျာတပ်ပံရိုးမြေကြပေါင်းမှမယ်လို့အပြည့်ပေးလိုက်မယ်ညီမဘောစီကြီးကပေးမယ်ဆိုရင် အကူတို့ဘလို့ခွဲယူมาလဲအကူအကူနဲ့ညီမက စီးပွားဘက်ပါဒါတွေပြောစရာမလိုပါဘူးဒါဆိုရင်စိန်လိုက်ကိုစိန်လိုက်အချစ်ဘလူးကြတော့တနာရွာမှာ တနာရွာသူခင်မောင်ဝင်းနဲ့မိသိန်းကြီးတို့သည်တနာရောင်းပွဲပြုလုပ်ကြရန်ဆုံးဖြတ်လိုက်ပါတယ်။ရွက်ပုံးသီးလေးကိုရောင်းချတော်မူဖြစ်ပါတယ်။ရွှေမင်းသမီးလေးကဘာတဲ့လဲငါကြီး။ဟုတ်ကဲ့ကိုကြီး။အိမ်တဆောင်မိတဲ့ပြောင်ဒါမှမဟုတ်တိုက်ခန်းတကန်ကာထစီဒါမှမဟုတ်ဘဝရည်တည်မှုအတွက်ငွေသိန်း400လောက်လက်ဖွဲ့မယ်ဆိုရင်ဂျာတပ်ပံရုံးမိကြပေါင်းမမယ်တဲ့ကိုကြီး။ညီလေးနဲ့ကဘလို့ပတ်သက်လဲ။ ေါ်တာပေါ်ချက်ပါကိုအဆက်လုကိုဒါဆိုရင်ညနေ3နာရီမှာထိမ်းမြလက်ထက်ကြမယ်ငွေသား3300နဲ့ချက်လက်မှတ်3000တခါလက်ဖွဲ့မယ်မင်္ဂလာဧကံမွေးကျွေးမယ်မင်္ဂလာပါကိုကြီးမင်္ဂလာပါအချိန်ကညနေ3နာရီခန့်ငွေဆောင်ကန်းချီရဲ့အပန်းဖြေမြခင်းပြင်တွင် ဖြစ်ပါတော့တယ်။မင်္ဂလာချိန်ကြားရောက်ပြီးဖြစ်သောကြောင့်ဟိုတယ်မှလက်ထောက်မန်နေဂျာ ဟိုတယ်လုံခြုံရေးမှုနဲ့ဧည့်သည်များစုံလေပါပြီလက်ဖွဲ့ပစ္စည်းများပေးအပ်ကြတယ်ပင်လယ်စားစာများဝီစကီအချိုရည်ဖြင့်ကြွေမွေးအခန်းနဲ့ငွေဆောင်ဟိုတယ်ရဲ့တည်တံဆုံးတီးဝိုင်းမှာအခန်းဖျော်ဖြေကြပါတော့တယ်ပင်လယ်ရေပြင်မှာဖျက်သန်းလာသောလေပြေလေငင်းများနဲ့လှိုင်းပုတ်တန်းများကလည်းမင်္ဂလာအခန်းပွဲသို့လာရောက်သူများအားတက်ညီလက်ညီဂုံပြုလက်ခုတန်လေးများထင်ရပါတယ် ခင်မာဝင်းသည်လက်ဖွဲ့ငွေချက်ငွေသားသိန်း300နတ်မှသိန်း150ကိုယူပြီးရန်ကုန်သို့ပြန်သွားပါတယ်။ပြီးသိန်းကြီးနဲ့ဘောစီကြီးဥအောင်ဖြိုးကျော်မှခွင်နရက်ခန့်အပန်းပြေဇင်ခံကြအောင်မေဖြစ်ပါတယ်။အကူကြီးရန်ကုန်ရောက်ရင်ဘယ်လိုနေကြမှာလဲ။မိသိန်းကြီးကိုဘယ်မှာထားမှာလဲ။အကူကြီးနဝေဒီအိမ်မှာ လုံချင်းတိုက်ဝေထားပါတယ်။အိမ်သုံးဆောင်ပစ္စည်းတွေလည်းအပြည့်စုံရှိတယ်။တို့အဲ့ဒီမှာပဲနေမယ်။ အိမ်ကမာကြီးနဲ့သားသမီးတွေတီးသွားရင်ဘလို့လုံးမလဲဒါဒီမပူပါနဲ့ကြည်မင်းတို့မင်းတရားကြီးဟာမိဖုရား20ကျော်တော်မှယူခဲ့တယ်ငါလဲကျွေးမွေးနိုင်ယူလို့ရတယ်နောင်ရေးမရှုပ်တွေ့အောင်နဝတိအိမ်ကိုမိသိန်းကြီးနမည်နဲ့ပြောင်းပေးမယ်စိတ်ချပါချစ်ကလေးရဲ့မိသိန်းကြီးဒီဘောစီကြီးဥအောင်ဖြိုးကျော်ရဲ့ဇနီးတဦးအဖြစ်နဝတိအိမ်မှာလုံချင်းတိုက်တွင် နေထိုင်ပါတယ်။ဥအောင်ဖြိုးကျော်ရဲ့အလို့ကြောင့်ဖုံမကိစ္စ ရာဂတဏများဖြင့်အကျဉ်းနာတရားများစုပုံပေးနေရတဲ့မထင်မသောဘဝပိုင်ရှင်လေးဖြစ်ပါတယ်။ဟယ်လို ပြောပါကုန်ခင်မောင်ဝင်။မိသိန်းကြီးထူတိုင်မင်းဆရာရှိတယ်။ဝိသူရစားတော့ဆိုင်ကို လာခဲ့ပါလား။ဟုတ်ကဲ့ကိုညီမလာခဲ့ပါမယ်။ကဲကိုဘာဒီတိုင်မင်းမလဲပြောပါအောင်ကို။မင်းဘောစီကြီးကမင်းကိုရာသက်ပံပေါင်းမှာမဟုတ်ဘူး။ပေါင်းလို့လည်းမရဘူး။သူ့မှာတာကြီးမရကြီးနဲ့ ဒါကြောင့်တို့ကရနိုင်တဲ့လောက်ချစ်ထုတ်ဖို့လိုတယ်။ဒါမှငါတို့တွေချမ်းသာမှာ။နောက်ပြီးတော့မိသိန်းကြီးကိုတာကြီးမယားကြီးတို့ကရန်ရှာရင်အရှက်တကွဲအကျိုးနဲ့ဖြစ်သွားမယ်။ညီမဘာလုပ်ရမလဲပြောပါကုန်။တို့ရင်လိုရင်ရှင်းပြမယ်ကွာ။မင်းနဲ့ငါနဲ့တရားရုံးမှာထိမ်းမြလက်ထက်မယ်။အချိန်ကျရင်ဥအောင်ဖြိုးကျော်ကိုငါကမရက်ခိုးမှုနဲ့တရားဆွဲမယ်။သူထောင်ကြခံမဲ့လူမဟုတ်ဘူး။ဂုံသိက္ခာထိခဲ့မဲ့လူမဟုတ်ဘူး။ သိန်း900လောက်ညှစ်ထုတ်ယူမယ်မင်းနဲ့ငါနဲ့ဟက်ပိုင်ဟက်ပေါ့ကွာသူနဲ့မိသိန်းကြီးနဲ့ကငွေဆောင်မှလက်ထက်ပေးသားလေမဟုတ်ဘူးလားကိုဒါခတရားမဝင်ဘူးဘယ်တရားသူကြီးဘယ်အုပ်ချုပ်သူ အာဏာပိုင်ရှင်မှလည်းမပါဘူးသူ့ဟာသူနှဖူးထားပြီးတော့လုပ်တဲ့ကိစ္စဘာမှမစိုးရိမ်နဲ့ဒါဆိုလေအကူဟာကိုကြည်တာလုပ်ပြီးတော့ကို ခင်မဝင်းသည်ရပုံးသည်လာမယ်လေအညာသူမိသိန်းကြီးကိုတမျိုးတဖုံအသုံးပြုခူတုံးလုပ်ပြီးတော့ငွေညစ်ပွဲတပွဲကို ပြုလုပ်တော်မူဖြစ်ပါတယ်ခင်မဝင်းသည်တရားယုံအတွေ့အကြုံထောင်တွေ့ကြုံရှိပြီးတော့ထောင်ထွက်တူဖြစ်ပါတယ်ရပုံးသည်မိကလေးအချောလာများကိုအသုံးချပြီးတော့ကိုကျိုးရှာခဲ့ဖို့သူဖြစ်တယ်နောက်ခံသမန်းကသူသည်နင်းရီဖွေးနေတော့ရပုံးသည်လေးကို သူ့မန်နေဂျာလို့တော့ စီဇက်တွင် အလုတ်ခန့်နေသူတထေဥတည်မောင်နှင့်ညီဆုံးအောင်ခွင်းချတယ်တနာနှင့်စီယုံထားသော စီဇက်တထေရဲ့ငွေကြက်ပေါင်း3000ကျော်ကို အလွဲသုံးစားပြုပြီးနှင်းရီဖွေးကိုပါခုပ်ပြေးပါတယ်တထေကရဲစခန်းတွင်ခင်မာဝင်းနှင့်နှင်းရီဖွေးတို့အပေါ်ပြည့်မှုပုံမှ400ရှိဖြင့်အမှုဖွင့်တရားစွဲပါတယ်နေရီဖွေးကိုထွက်ပြေးစီတယ်ရုံတော်မှတရားခံပြီးတတ်မှတ်ထားပါတယ် ခင်မဝင်းမှာအမှုအတော်တွင်ငွေကျက်3000တော်ကိုရင်းနှီးမြှုပ်နှံထားပါတယ်။ငကြင်းစီပြေငကြင်းကျော်ဆိုကဲ့သို့အမှုအတွက်ငွေများပုံအော်သုံးဆွဲခဲ့ရတယ်။သို့ပါတော့လဲရသဝေပီပြည့်မလွတ်ဆိုတဲ့အတိုင်းထောင်နံတနှစ်နဲ့6လကြာခံရသောထောင်တွဲဖြစ်ပါတယ်။ဒါဥအောင်ဖြူကျော်တို့ချက်မာလာခမရ။ဟုတ်ပါရဲ့ရှင်။ဘာကိစ္စရှိလို့ပါလဲ။ ကျွန်တော်ကတန်မန်စာဆင့်ဆိုတဲ့တရားတုံစာရေးကလေးပါဥအောင်ဖြိုးကျော်ပေါ်တန်မန်စာလာပို့တာပါ။အော်ဟုတ်ကဲ့သူတော့မရှိဘူး။ကျမကသူ့ဇနီးပါလက်ခံထားလို့ရရင်ပြီးခဲ့ပါ။တန်မန်စာလူလင်သည်တရားလုံးများလက်ဆွဲလှုပ်ထုံးလုံနေတဲ့အညီတန်မန်စာကိုအတီးပြုဘေးအက်ဆင့်ဆူခဲ့ပါတော့တယ်။ဥအောင်ဖြိုးကျော်မှာစီးပွားရေးလုပ်ငန်းများဖြင့်ပြည်ပသို့သွားရောက်လျက်ရှိပါတော့တယ်။ မြန်မာနိုင်ငံသို့ပြန်လာပြီးတဲ့နောက်ဇနီးတဲ့ကတမ်းမှန်စာကိုပြတာပါတယ်။မခိုင်ဒီကိစ္စကတော့ဒါလင်ဝေဆောင်မှာအနားယူတုန်းကစောတပွေနဲ့ပတ်သက်ခဲ့တယ်။သူ့ယောက်ျားကသူ့မယားမဟုတ်ပါဘူးဆိုပြီးတော့ပတ်သက်ခဲ့ကြတယ်။ဒါလင်နဝေးအိမ်မှာအိမ်နံပါတ်3ချံမှာနေခွင့်ပေးထားတယ်။အခုသူ့မယားပါဆိုပြီးမရက်ခုံးမှုပြစ်မှုပုံမှာလေးကိုခွင့်နဲ့ဒါလင်ပေါ်တရားစွဲဆိုတာပဲ။ငွေညစ်တာပေါ့။ ဒါလင်ကြည့်ရှင်းလိုက်ပါမယ်။ယုံချင်းနေဖြစ်ပါတယ်။တရားယုံ လုံထုံးလုံနေတဲ့အတိုင်းယုံအာမခံလုပ်တယ်။ဦးအောင်ဖြိုးကျော်ရဲ့ရှိနေကြီးများကပါဝါတင်းနေ။တရေလိုခင်မောင်ဝင်းကတရေခံဦးအောင်ဖြိုးကျော်ကိုနှုတ်ဆက်ပြီးတော့ခွင့်ပြုပါရန်နားလည်မှုပေးပါရန်ပြောဆိုပါတယ်။တရားယုံမှာဆယ်ရက်ခွာပြီးယုံချင်းပြီးလိုက်ပါတယ်။ယုံချင်းမတိုင်မီ၅ရက်လိုတင်ဖြစ်တယ်။ ခင်မာဝင်းနဲ့သူ့ရဲ့ရှိနေကြီးဦးအောင်ဖြိုးကျော်တို့နဲ့၎င်းရဲ့ရှိနေကြီးများတွေ့ဆုံညီနိုင်ကြပါတယ်။မိသိန်းကြီးကိုလည်းခေါ်ယူထားပြီးဆွေးနွေးညီနိုင်ကြတယ်။နှစ်ဖက်ရှိများကကာယကရှင်တို့ကိုမေးမြန်းကြပါတယ်။ကျွန်တော်သိန်းနေရာလောက်လို့ပါတယ်။ပေးရင်အမှုရုပ်သိမ်းပေးပါမယ်ခင်ဗျာ။မိသိန်းကြီးရဲ့ဆန္ဒကိုပြောပါ။ကျမနဲ့ဦးအောင်ဖြိုးကျော်တို့ငွေဆောင်မမကလာဆောင်အထင်းအမဲအခံပွဲပြုလုပ်ပြီးထိမ်းမြှားခဲ့ပါတယ် ကိုခင်မာဝင်းကအဲ့ဒီဥစ္စာတရားမဝင်ဘူးသူနဲ့လက်ထပ်ပါဆိုလို့တရားလွန်းကိုလိုက်ပြီးတော့လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ဒါကြောင့်မလို့သူတို့နှစ်ဦးစလုံးနဲ့တရားရုံးမှာကြွားရှင်းပြက်ဆဲဖို့တောင်းခံပါတယ်ရှင်။ဦးအောင်ကျော်ဖြိုးရဲ့ဆန္ဒကိုပြောပါ။မိသိန်းကြီးပြောတဲ့အတိုင်းရုံးချင်းနေမှာခင်မာဝင်းနဲ့မိသိန်းကြီးကျွန်တော်နဲ့မိသိန်းကြီးတို့ကိုကြွားရှင်းစာချုပ်လုပ်ပြီးခင်မောင်ဝင်းကကျွန်တော်ပေါ်ဆွဆွေးထားတဲ့အမှုကိုယုံသိပေးလိုက်ရင် ကျွန်တော်ခင်မောင်ဝင်းကိုရုံးရှိမှာတင်တိန်တရာပေးပါမယ်ခင်ဗျာကဲဒီအချက်တွေကိုနားလေသဘောတူကြပါလားသဘောတူပါတယ်ခင်ဗျာဒါဆိုရင်သဘောတူညီချက်လေးအခုဂရီးစာချုပ်ပြုလာမယ်ရုံးချင်းနေမှာတရားရုံးရှိမှာဆောင်ရွက်စရာရှိတာကိုဆောင်ရွက်ကြမယ်ဤနေ့ကပြည့်မှုကြီးပုံမှာလေးကိုခွင်မရခိုးမှုရဲ့ရုံးချင်းဖြစ်ပါတယ်ရုံးရှိတွင်တရေလိုခင်မောင်ဝင်းတရေခံဥအောင်ဖြိုးကျော်နဲ့ နှစ်ဖက်ရှိနေခြင်းများစုံညီစွာရောက်နေပါပြီ။တရားရုံးတော်သို့ရဲတပ်ဖွဲ့မှရဲရာရှိများသည်တရားသူကြီးထံသို့ ဝင်ရောက်သွားကြပါသည်။တရားသူကြီးထံမှပြန်လည်ထွက်ဆိုကြပါသည်။ယုဒိရဲ့ချက်ချင်းခင်မောင်ဝင်းအားလက်ထိတ်ခတ်ဖမ်းဆီးခေါ်သွားပါသည်။နှစ်ဖက်အကျိုးဆောင်ကြီးများကတရားသူကြီးထံဝင်ရောက်ပြီးတော့ဆုံဆန်းနေတရားသူကြီးကမိုးရေစေဝါနဲ့စိတ်ကိုပြောင်းလဲရုပ်သွက်စေတဲ့စေဝါမျာ ဝေရောင်းရုံနေတဲ့ခင်မောင်ဝင်းရဲ့တပည့်များထံမှလက်ဝဲတွေးရှိဖန်းစီရခဲ့မှုအရာ ဖန်းစီခြင်းဖြစ်ကြောင်းသိရပါတယ်။ရုံတော်မှာခင်မောင်ဝင်းဆိုးဆွဲသောအမှုအားတလရုံချင်းပြလိုက်ပါတယ်။အမှုတစ်ခုကိုပြုလုပ်တဲ့အတွက်နောင်သားတပံပူပန်ရတတ်တယ်။မျက်ရည်ဆက်လဲငိုကြွေးရတယ်။စင်ရဲခင်ရတတ်တယ်။ထုံမှုကမကောင်း။ခင်မောင်ဝင်းနဲ့အပေါင်းပါလေးဦးတို့အားမူးရည်စေးနဲ့ ်စိတ်ကိုပြောင်းလဲယူသွစေတဲ့စီဝါများဆိုင်ရာဥပဒေပေါင်းမှ19ကကြီး20ရဖမ်းဆီးပြီးတော့တရားရုံးတော်သို့ရတက်ဖွဲ့ဝင်မှတရားစွဲဆိုတင်ပို့လိုက်ပါတယ်တရားလူနဲ့တရားလူတပ်သိမ်းများရဲ့ထွက်ဆိုချက်တရားခံခင်မောင်ဝင်းနဲ့အပေါင်းပါများဖြစ်ကြောင်းဝင်းနိုင်လှမောင်ခင်မောင်ဆန်းစလင်းတို့ရဲ့တရားသူရေးရှိတွင် ဖြောင်းချက်ပေးခြင်းတို့ဖြစ်ပါတော့တယ်။ထို့ကြောင့်မ၎င်းတို့ ငါဦးအားရုံးတော်မှာထောင်နဲ့ဆယ်နှစ်စီချမှတ်ပြီးတော့ခံလေးပါရည်ခင်မောင်ဝင်းမှာဥအောင်ဖြူကျော်ပေါ်ဆွဲဆူထားတော့မရက်ခုံးမှုပြည့်မှုပုံမှာလေးကိုခွင် ပြည့်မှုကြည်မှုပတ်သက်ပြီးတော့ဥတိုက်လျှောက်ထားသောတည်ရလိုခင်မောင်ဝင်းရုံးရှည်မလောက်ရသဖြင့်အမှုအားပိတ်ပေးရန်ဥအောင်ဖြူကျော်ရဲ့ရှေ့နေကြီးများကရုံးတော်သို့လျှောက်ထားပါသည် ခင်မဝင်းမှာထောင်ရာရှိရှိတွင်လက်မဲ့ရေးထုတ်ပြီး၎င်းမှာဥအောင်ဖြိုးကျော်အပေါ်ဆွဲဆူထားသောမရေခိုးမှုအားရုပ်သိမ်းကြောင်းချောက်ထားလာကို၎င်းရဲ့ရှေ့နေမှာတဆင့်တင်သွင်းပါれအမှုစီရုံတော်မှာ ပြင်းမှုဆန်ရာကျင်ထုံးဥပဒေလူထုံးလုံးဤအရာ အမှုကို အမိန်ချရန်ယုံချင်းပြလိုက်ပါれ၎င်းရဲ့နေသည်ခင်မဝင်းမှာဥအောင်ဖြိုးကျော်အပေါ်ဆွဲဆူထားသောအမှုအားအမိန်ချရန် ချင်းဆိုထားသောရုံချင်းရဖြစ်ပါれ။နှစ်ဖက်ရှိကြီးများကတရားခံဥအောင်ဖြူကျော်မိသိန်းကြီးတို့ရုံရှိတွင်ရောက်နေကြပြီဖြစ်ပါれ။တရားသူကြီးတရားခွင်သို့တက်ရောက်လာပါပြီ။တရားလူခင်မဝင်းမှာတရားခံအောင်ဖြူကျော်ပေါ်ဆွေးဆိုထားသောမူအားဥတိုင်လျှောက်ထားသူခင်မဝင်းမှာရုပ်သိမ်းလွာ တင်သွင်းခဲ့ပါれ။ဆွေးဆိုမှုမှာမှားယွင်းမှုဖြစ်ကြောင်းဆွေးဆိုလွာရပေါ်ပေါက်နေပါれ။ ။ထို့ကြောင့်အပီးအပြည့်ရုတ်သိမ်းခွင့်ပြုတယ်။အမှုကိုအပီးအပြည့်ပိတ်သိမ်းလိုက်ပါတယ်။ရှင်းနေကြီးများဥအောင်ဖြိုးကျော်မိသိန်းကြီးတို့တရားရှုံးမှထွက်ခွာသွားကြပါတယ်။အကိုကြီးမိသိန်းကြီးဘာဆက်လုပ်ရမလဲ။အကိုကြီးအိမ်မှာဆင်းသွားခဲ့ပါပြီ။မိသိန်းကြီးကိုတခုခုပြောပါအောင်။ပြီးခဲ့တာတွေပြီးပါစီမိသိန်းကြီးရွှေပုံဒီမာလီတောသူအယုံအဖင်းမာလီမိသိန်းကြီးဘဝရည်တည်မှုအတွက် ရင်းနှီးလုပ်ကန်စားဖို့အခုကြီးငွေကျက်သိန်းတရာပေးမယ်ဒါခစေစနာတက်တပါတနာမပါပါဘူးမိသိန်းကြီးမိသိန်းကြီးဟာရောင်းစားခင်ရတဲ့ကြပုံးသီးလေးပါကို ပူပေါင်းကြံစီတဲ့အကြံတမာမဟုတ်ပါဘူးမိသိန်းကြီးလေးတန်းအောင်နဲ့တိုးစုမာလီဒါကိုနားလေပေးရင် မိသိန်းကြီးကျင်းနေပါပြီကိုခွင်းလွတ်ပါတယ်နားလေပါတယ်မိသိန်းကြီးကျေးဇူးတင်ပါတယ်ကို အကိုကြီးရဲ့ဂျေဇူးတရားတွေမိသိန်းကြီးတသက်မမေ့ပါဘူးကဲကဲကဲကားပေါ်တက်ဆက်ယုံကိုလိုက်ပြီးတော့ပတ်စံယူပြီးတော့တခုခု စားကြမယ်စားပြီးရင်တော့အိမ်ပြန်ပို့ပေးမယ်စေတနာမှန်သောကံတရားဟုဆိုရမည်ဦးအောင်ဖြိုးကျော်နဲ့မိသိန်းကြီးတို့ကတော့စူပီးသားလက်မချောက်ခက်မှာတဦးကစေတနာတဦးကမေတ္တာရှိလျံမေတ္တာသည် အလျားနှံမရှိတော့လေအသွားပြန်တော့ရှိကြပါတယ် ဦးအောင်ဖြိုးကျော်သည်စက်ယုံတွင်ပတ်စံကိုဝင်ယူပြီးတော့မိသိန်းချီကိုပေးအပ်လိုက်ပါတယ်။တခုခုစားရန်အတွက်ထွက်ခွာလာခဲ့တယ်။မိသိန်းချီတို့ဝိတူရဆိုင်မှာသွားချမယ်နော်။ဟာအကူကြီးအဲ့ဒီကိုတော့မသွားပါနဲ့ကိုကြီး။ဘာဖြစ်လို့လဲမိသိန်းချီ။ဘာဇလန်းနေရှိခဲ့လို့လဲ။ဘာဇလန်းမှာမရှိပါဘူးကိုကြီး။ရပုံသီးလေးမိသိန်းကြီးကိုခင်မောင်ဝင်းကအဲ့ဒီကိုခေါ်သွားပြီးတော့ရောင်းခုံအလုတ်ခန်းနဲ့ပွားကိုစိတ်နာလို့ပါ အကိုကြီးတခြားကြိုက်တဲ့နေရာကိုသွားပါကိုကြီးကဲဒါဆိုရင်လေအကိုကြီးနဲ့မိသိန်းကြီးတို့ဖူးစာဆုံးခဲ့တဲ့ငွေဆောင်ကိုသွားကြမယ်အကိုကြီးသဘောပါကိုကြီးပြီးခဲ့တာတွေပြီးပါစီတော့မိသိန်းကြီးဘေးမှမသွားတော့ဘူးဘာမှလည်းမစားတော့ဘူးမိသိန်းကြီးကိုအိမ်လိုက်ပို့မယ်ဦးအောင်ဖြိုးကျော်သည်သူ့ရဲ့လင်းစူစာကားကြီးဖြင့်မိသိန်းကြီးတို့မိသားစုနေထိုင်သောမိကွက်စီနောက်ဘက်ရှိအညာစုအိမ်တန်းလျာလေးရှိနေအိမ်သို့ပို့ပေးလိုက်ပါတယ် စင်နာမောင်းခဲ့သောအရင်မှာဖျားတတ်အောင် တွေ့သောပေါန်နံရှိပါれဖြေး၍နောက်သို့လန်သောရှိသော အလျားရှိသောစံရှိရှိပါれကြီးငယ်မထင်ညီညွတ်သောသွားစင်းလည်းရှိပါれဥအောင်ဖြိုးကျော်သည်လောကနိဒံကျန်းခါလာရှိတဲ့ပြည့်စုံသောရပုံးသီးမှလေမိသိန်းကြီးအောင်ဆွေလန်းတမမှုများရှိတော်လေမတက်သား၍အပြည့်ခွာလဲရသည်ကိုတမျိုးမျိုးခံစားရင်စိတ်ကိုဖြည့်လျှော်လဲရပါတော့တယ် ဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီဇလန်းလေးကိုအဆုံးထိလိုက်နာဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ